အားလုံးမင်္ဂလာပါ channel လေးရနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ free လဲသုံးလို့ရပြီးတော့မြန်မာဘာသာစကားကိုလည်းတော်တော်လေးကျွမ်းကျင်စွာတုံ့ပြန်ရေးသားနိုင်တဲ့ AI tools နှစ်ခုကိုနှိုင်းရှင်သုံးကြည့်တော့မှာဖြစ်ပါတယ်ဒီ AI tools တွေကတော့တရုတ်ကုမ္ပဏီတစ်ခုကထုတ်ထားတဲ့ DeepSeek ဆိုတဲ့ AI ရဲ့ Elon Musk ရဲ့ xAI company ကနေထုတ်ထားတဲ့ Grok AI တို့ပဲဖြစ်ပါတယ် AI တစ်ခုကယခုအချိန်ထိ free အသုံးပြုခွင့်ပေးထားတဲ့ AI tools တွေထဲမှာတော့မြန်မာစာစွမ်းရည်အတော်လေးအကောင်းမွန်ဆုံးလို့ဆိုရမှာပါ။ဒါကြောင့်သူတို့နှစ်ခုထဲမှာရောမြန်မာစာရေးသားနဲ့ပတ်သက်ပြီးဘသူကပိုတာမလဲ။မိကုန်းနေတုံ့ပြန်ရေးသားမှုပိုင်းတွေမှာရောဘလို့ကွာခြားမှုတွေရှိမလဲဆိုတာဒီဗီဒီယိုလေးမှာအသေးစိတ်လေးစမ်းသုံးကြည့်ရအောင်ပါ။ယခုတုံ့ပြသွားမယ်။ DeepSeek AI နဲ့ Grok 3 AI တို့ရဲ့အကြောင်းတွင်အသုံးပြုနည်းအသေးစိတ်ဗီဒီယိုတွေကိုလည်းကျွန်တော်ရဲ့ channel မှာတင်ထားပေးရရှိပါတယ်။တရုတ်ထုတ် DC AI နဲ့ပတ်သက်ပြီးတော့ဗီဒီယိုနှစ်ပုဒ်တင်ထားပေးခဲ့တာရှိပြီးတော့ Elon Musk ရဲ့ Grok AI နဲ့ပတ်သက်ပြီးတော့လည်းလွန်ခဲ့တဲ့ဘက်ကဗီဒီယိုတင်ထားခဲ့တာရှိပါတယ်။အကယ်၍မိတ်ဆွေအနေနဲ့ကအဲ့ဗီဒီယိုတွေကိုမကြည့်ရသေးဘူးဆိုရင်အခုမြင်တွေ့နေရတဲ့နေရာမှာတော့ကြည့်လို့ရတယ်လို့ဒီဗီဒီယိုရဲ့ description မှာလည်းပဲ link ထည့်ထားပေးပါတယ်။ဒါအပြင်ကျွန်တော်ရဲ့ဗီဒီယိုတွေထဲမှာပြောပြသုံးပြပေးနေတဲ့ AI tools တွေ application တွေရဲ့ link တွေကိုလည်းကျွန်တော်ရဲ့ Telegram channel channel မှာတင်ထားပေးပါတယ်။မိတ်ဆွေအနေနဲ့ Telegram channel လေးကိုမ join ရသေးဘူးဆိုရင်လည်း Telegram channel လေးကို join ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။ Okay ဒါဆိုရင်တော့ကျွန်တော်တို့ video လေးကိုစတင်လိုက်ရအောင်။ Dipsy AI နဲ့ Grok AI တို့ကိုအသုံးပြုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ browser သို့မဟုတ် Google ကနေပြီးတော့ grok.com chat.dipsy.com ဆိုပြီးတော့ ချက်ချလိုက်ပါ။အကောင့်လေးဝင်ပြီးသွားပြီဆိုရင်တော့အခုလိုမျိုးသူတို့ရဲ့ interface တွေကိုတွေ့ရမှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ဒီဘက်မှာဆိုရင်ကျွန်တော် Grok AI ရှိတယ်။ဒီဘက်မှာဆိုရင်တော့ DeepSeek AI ရှိတယ်ပေါ့နော်။သူတို့နှစ်ခုရဲ့မြန်မာစာရေးသားတွေဘယ်လိုမျိုးရှိမလဲဆိုတာကိုကျွန်တော်စတင်ပြီးတော့စမ်းပြီးတော့သုံးကြည့်သွားပါမယ်။ဒီဗီဒီယိုမှာမြန်မာစာအရေးသားပိုင်းနဲ့သူတို့ရဲ့တုံ့ပြန်ရေးသားမှုပိုင်းတွေကိုသာအဓိကထားပြီးတော့နိုင်ရှင်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့အခြား code နဲ့ပတ်သက်တာတွေ image generation ပိုင်းတွေကိုတော့ထည့်မပြောသွားတော့ပါဘူး။ပထမဆုံးအနေနဲ့မြန်မာဘာသာစကားကိုဘယ်လောက်ထိနားလည်တတ်ကြွလဲဆိုတဲ့မေးခွန်းနဲ့ကျွန်တော်တို့စမေးလိုက်ပါမယ်။ โอเคဒီမှာဆိုရင်တော့ grok ကတုံ့ပြန်မှုဘက်မှာပို့ပြီးတော့မြန်ဆန်တာကိုကျွန်တော်တွေ့ရပါတယ် deep sea ကတော့သူဒီ research လုပ်နေပြီးတော့မှပြန်ပြီးတော့အပြည့်ပြန်ထုတ်ပေးတာကိုတွေ့ရပါတယ် Grok ကပြန်ပြည့်ပြရတော့ကျွန်တော်က Grok 3ဖြစ်ပြီးတော့ XAI ကဖန်တီးထားတာပါမြန်မာဘာသာစကားကိုကျွန်တော်အတိုင်းအတာတစ်ခုတည်းနားလည်ပါတယ်သင်မေးတဲ့မေးခွန်းတွေပြောတဲ့စကားတွေနားလည်ပြီးအဲ့ဒီပဲရှိရှိပြန်ပြည့်နိုင်ဖို့ကြိုးစားပါတယ်ဒါပေမဲ့ကျွန်တော်က AI ဖြစ်တဲ့အတွက်ဘာသာစကားရဲ့ရှုပ်ထွေးတဲ့အသုံးအနှုန်းတွေဒါမှမဟုတ် data science ရဲ့အသုံးအနှုန်းတချို့ကိုအပြည့်အဝနားမလည်နိုင်တာမျိုးရှိနိုင်ပါတယ်သင်မေးချင်တာဆွေးနွေးချင်တာရှင်ပြောပြပါကျွန်တော်အကောင်းဆုံးဖြည့်ပေးပါမယ်ဘာကိုသိချင်တာလည်းပြောပြပါအောင်ဆိုပြီးတော့ပြန်ပြီးတော့တုံ့ပြန်ထားပါတယ်ဆိုတော့ဒီဘက်မှာဆိုရင် tipsy ကနေပြီးတော့ခုထိအောင်သူရေးနေတာမပြီးသေးဘူးပေါ့နော်ဒီစာတွေကိုပဲထက်ကာထက်ကာသူရေးနေတာကိုကျွန်တော်တွေ့ရပါတယ်အ ဆိုတော့ကျွန်တော်ဒီမှာ stop လုပ်လိုက်ပါမယ် โอเคဒီမှာဆိုရင်သူဖြေထားတာက Hello ကျမက Deep Sea V3 ပါတဲ့မြန်မာစကားကိုအတိုင်းအတာတစ်ခုတည်းနားလည်ပြီးပြောဆိုဆက်သွယ်နိုင်ပါတယ်ဒါပေမဲ့လူတယောက်လိုစကားပြောဆိုတာမျိုးတော့မဟုတ်ပါဘူးကျမကဆက်ရုပ်တစ်ခုပါဒါပေမဲ့မြန်မာဘာသာစကားနဲ့ပတ်သက်တဲ့မိကွန်းတွေအကူအညီလိုအချက်တွေဖြေချပေးနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ကျမကမြန်မာဘာသာစကားကိုလေ့လာထားပြီးနားလည်အောင်လုပ်ထားလို့ပါတယ်ဒါပေမဲ့လူတယောက်လိုစကားပြောဆိုတာမျိုးတော့မဟုတ်ပါဘူးဒီနားမှာတင်ကိုသူကဒီစာကြောင်းတွေထက်နေပေါ့နော်ဒါကတော့ပထမဆုံးကျွန်တော်မေးလိုက်တဲ့မြန်မာဘာသာစကားကိုဘယ်လောက်နားလည်တက်ကြမ်းလဲဆိုတဲ့ပုံမှာ grok ကဖြေပေးထားတာရယ် deep sea ကပြန်ဖြေပေးထားရအောင်မြင်ရမှာဖြစ်ပါတယ်ဆိုတော့ deep sea စ်ကဒီပထမဆုံးတစ်ချက်မှာနေသူကနေပြီးတော့ဒီစာကြောင်းတွေကိုပဲပြန်ကန်လန်ကထပ်ပြီးရေးနေတယ်ပေါ့နော်။ Okay ဒါကကျွန်တော်ရဲ့ဒီ prompt လို့အချက်ကြောင်းလေးပိုင်းပါမှာပါ။ဆိုတော့ကျွန်တော်နောက်တစ်ခုထပ်ပြီးစမ်းကြည့်ပါမယ်။ကျွန်တော်နောက်ထပ် new chat ကိုခေါ်လိုက်ပါတယ်။ဒီမှာဆိုရင်နောက်ထပ်မြန်မာလူမေးခွန်းတစ်ခုထပ်ပြီးတော့မေးကြည့်ပါမယ်။ဒီမှာဆိုရင်မြန်မာနိုင်ငံရဲ့ပထမဆုံးသမရကိုပြောပြပါဆိုပြီးတော့ကျွန်တော်ဒီမေးခွန်းကို deep sea မှာရော grok မှာရောကျွန်တော်စမ်းပြီးတော့မေးကြည့်ပါမယ်။ဘေးရန်ကဘယ်လောက်ထိထုတ်ပေးနိုင်မလဲဆိုတာကျွန်တော်ကြည့်ကြည့်ရအောင်ပါ။ โอเคဒါဆိုရင်တော့ AI နှစ်ခုလုံးကနေပြီးတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့ပထမဆုံးသမရအကြောင်းကိုဖြည့်ပေးနေတာကိုကျွန်တော်မြင်တွေ့ရမှာဖြစ်ပါတယ်။ဆိုတော့ဒီဘက်မှာဆိုရင် Grok ကဖြည့်ပေးတဲ့တုံ့ပြန်မှုတွေကိုတွေ့ရမှာဖြစ်ပြီးတော့ဒီဘက်မှာဆိုရင်တော့ DeepSea AI ကနေပြီးတော့ဖြည့်ပေးတဲ့တုံ့ပြန်မှုတွေကိုကျွန်တော်မြင်တွေ့ရမှာဖြစ်ပါတယ်။ဒီဘက်မှာဆိုရင်တော့ကျွန်တော်တို့ဒီ DeepSea ကတော့ဖြည့်လို့ပြီးသွားပြီပေါ့နော်။โอเคဒီဘက်မှာဆိုရင် Grok ကဖြည့်လို့ပြီးသွားပါပြီ။ဆိုတော့သူတို့ရဲ့အဖြေလေးတွေကိုကျွန်တော်တို့ compare လုပ်ကြည့်အောင်ပါ။ဆိုတော့ဒီမှာဆိုရင်မြန်မာနိုင်ငံရဲ့ပထမဆုံးသမရမှာဆက်ရွှေတိုက်အားပြီးရင်ဒီမှာလည်းအင်္ဂလိပ်လိုလေးလေးဖော်ပြထားတယ်။သူဟာ1948ခုနှစ်ဇန်နဝါရီ၄ရက်နေ့မှာမြန်မာနိုင်ငံနေလွတ်လပ်ရရှိချိန်မှာ ပထမဆုံးသမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်သူရဲ့သမ္မတတဒံဟာ1948ခုနှစ်ကနေ1000 952ခုနှစ်မတ်လ16ရက်နေ့အထိဖြစ်ပါတယ်ဆိုပြီး Grok ကနေရေးပေးထားတဲ့ intro ဖြစ်ပါတယ်ဆိုတော့ဒီဘက်မှာဆိုရင် DeepSeek ကရေးပေးထားတာဆိုရင်မြန်မာနိုင်ငံရဲ့ပထမဆုံးသမ္မတမှာသခင်မြဆက်ရွှေတိုက်ဖြစ်ပါသည်ဆိုပြီးတော့ရေးထားပါတော့သူသည်1948ခုနှစ်ဇန်နဝါရီ4ရက်နေ့တွင်မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပထမဆုံးသမ္မတတင်ပြခဲ့ပါတယ်။ Okay ဒီမှာဆိုရင်သူပေးတဲ့နာမည်က သခင်မြဆက်ရွှေတိုက်ဆိုပြီးတော့ပြီးတယ်ဒီဘက်က grok ai ကတော့ဆက်ရွှေတိုက်ကိုမှအင်္ဂလိပ်လိုကိုထည့်ပေးထားတယ်ပေါ့နော်ဒါပထမဆုံး introduction မှာပြီးရင်နောက်တစ်ခုဒီမှာသိစိတ်အကြောင်းအရာများဆိုပြီးတော့မွေးဖွားခြင်းရယ်ပညာရေးရယ်နိုင်ငံရေးအခမ်းအနားရယ်ပြီးရင်နောက်ပိုင်းဘဝဆိုပြီးတော့ grok ကတော့အပိုင်း၄ပိုင်းခွဲပြီးတော့ဖော်ပြထားပါတယ်ဒီဘက်က deep sea ai မှာဆိုရင် သခင်မြတော့မှစလုံးပေါင်းပါတယ်ပေါ့နော်ဆိုတော့ကိုကြီးအချင်းဆိုပြီးပြောထားတယ်အခုဒီမှာမြင်တွေ့နေရတဲ့လောက်ဆိုရင်တော့ deep sea ကစလုံးပေါင်းတဲ့နေရာမှာလည်းတချို့နေရာတွေလွှဲချုံမှုရှိတယ်ပေါ့နော်โอเคဒီဘက်မှာတော့ grok ai အခုဒီမေကုန်းမှာတော့တော်တော်လေးမန်ကန်ကန်ကန်နဲ့ဖြေထားပ ေးနိုင်တာကိုကျွန်တော်မြင်တွေ့ရပါတယ်။ဒါကတော့ကျွန်တော်ဒီမြန်မာနိုင်ငံရဲ့တမိုင်းအကြောင်းတစ်ခုတည်းကနေပြီးတော့ထုတ်ထုတ်ပေးလိုက်တာပါเนาะ။နောက်ထပ်ကျွန်တော်ဒီ new tab ခေါ်လိုက်ပါမယ်။ဒီဘက်မှာလည်းကျွန်တော် new chat ကိုခေါ်လိုက်ပါမယ်။ Okay ဒီမှာဆိုရင်ကျွန်တော်နောက်ထပ်မေးခွန်းတစ်ခုအနေနဲ့ဒီကမ္ဘာသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်မေးကြည့်ပါမယ်။ဒီမှာဆိုရင် American သမ္မတ Donald Trump နဲ့ Ukraine သမ္မတ Zelensky တို့ရဲ့တွေ့ဆုံဆွေးနွေးပွဲကဘာတွေဖြစ်သွားလဲပြပြပေးပါဆိုပြီးကျွန်တော်မေးလိုက်ပါမယ်။ကျွန်တော် deep sea မှာလည်းအဲ့လိုမျိုးပဲမေးလိုက်ပါမယ်။ Grok ကိုလည်းကျွန်တော် IMEI ကိုပဲမေးကြည့်လိုက်ပါမယ်။ဒါဆိုတော့သူတို့ AI နောက်ခုရဲ့တုံ့ပြန်မှုတွေကိုကျွန်တော်ကြည့်ကြည့်အောင်။ဒီဘက်မှာဆိုရင် Grok ကနေပြီးတော့အတူရဲ့ platform X မှာတင်ထားတဲ့ post လေးခုကိုသူ analyze လုပ်တယ်။ပြီးရင် web page web page ကို analyze လုပ်ပြီးဒီအဖြေတွေကိုထုတ်ပေးတယ်ပေါ့နော်အာဒီဘက်က DC မှာတော့အဲ့လိုမျိုးယူထားရဲဆိုတဲ့အကြောင်းဖော်ပြထားတာတော့မရှိသေးဘူးဆိုတော့သူတို့ရဲ့အဖြေတွေဘယ်လောက်ထိအောင်လူညီမှုရှိလဲကွာချမှုရှိမလဲဆိုတာကြည့်ကြည့်အောင်ပါအမေရိကန်သမ္မတ Donald Trump နဲ့ယူကရိန်းသမ္မတ Volodymyr Zelensky တို့ဟာ2025ခုနှစ် February 28ရက်နေ့တောက်ကြံတွေကအင်ဂျီရောမှာတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်ဒီဆွေးနွေးပွဲကအတော်လေးတင်းမာမှုတွေနဲ့ပြည့်နှက်ခဲ့ပြီးနှစ်ဦးစလုံးကအပြန်အလှန်စကားအခြေတင်ဖြစ်ခဲ့ကြတယ်လို့သိရပါတယ်ဆိုပြီးပြောပြထားတယ်ပေါ့နော်ဒီဘက်မှာ Deep Sea ကနေပြီးပြောထားဆိုရင်တော့ Donald Trump နဲ့ Volodymyr Zelensky တို့ရောဘာတွေဆွေးနွေးခဲ့လဲဆိုတာအသေးစိတ်မသိရပါပေမဲ့ Trump ကသူ့ရဲ့သမ္မတသ than, 2021-2022အတွင်းယူကရိန်းနဲ့ရုရှားတို့ကြားပြည်ပခါကိုအလေးထားဆောင်ရွက်ခဲ့ပါတယ်။ Trump ရဲ့မူဝါဒတွေယူကရိန်းကိုလုံခြုံရေးအကူအညီတွေပေးဖို့နဲ့ရုရှားအပေါ်တန်ခတ်ရေးမှုတွေပြုလုပ်ဖို့အာရုံစိုက်ခဲ့ပါတယ်။ဒါပြင် Trump ကယူကရိန်းကိစ္စမှာသူ့ရဲ့ပုံကိုယ်ရေးအကျိုးစီးပွားတွေပါဝင်နေတယ်လို့စွပ်စွဲခံရပြီးဒါကသူ့ကိုစုံစမ်းစစ်ဆေးမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ဒီ Deep Sea ကပေးတဲ့အဖြေနဲ့ကျွန်တော်ဒီ Grove ကပေးတဲ့အဖြေမှာဆိုရင် Grove က up to date information တွေကိုသူကပို့ပြီးတော့တိတိကျကျနဲ့ဖြေပေးနိုင်။ဘာလို့လဲဆိုတော့သူက Explore post တွေကိုသူက analyze လုပ်တယ်။ပြီးရင် website တွေကို analyze လုပ်တယ်။ Deep Sea မှာကတော့အဲ့လို up to date ဖြစ်တဲ့ information တွေကိုသူက ါမပေးနိုင်ဘူးဒီ crowd ကဖြည့်ပေးထားတဲ့အဖြေတွေဆိုရင်ဒီ scenario ရဲ့အဓိကအကြောင်းတစ်ခုကယူကရိန်းမှာရှိတဲ့မြေရှားတပ်ထုတွေအကြောင်းဖော်ပြထားတယ်ဒီအောက်ဘက်မှာဆိုရင် Trump က Zelensky ကိုသူ့ရဲ့အခြေအနေမကောင်းကြောင်းအာညှိနှိုင်းဖို့အားနည်းနေတယ်လို့ပြစ်တင်ပြောဆိုခဲ့တယ်လို့ Xbox က post တွေမှာဖော်ပြထားပါတယ်ဆိုတော့ဒီဟာ crowd ကတော့သူကသူ့ရဲ့ platform ဖြစ်တဲ့ X မှာတင်တဲ့ post တွေကိုသူ analyze လုပ်ပြီးတော့ data တွေ collect လုပ်ပြီးတော့ကျွန်တော်တို့အဖြေတွေပြန်ပြီးတော့တွေ့ရပါတယ်အဲဆိုရင်ကျွန်တော်ဒီမှာဆိုရင် DeepSea ရဲ့ search ကိုကျွန်တော်ဖွင့်ပြီးတော့ဒီမေးခွန်းကိုပဲကျွန်တော်ပြန်ပြီးတော့မေးကြည့်ကြည့်ပါမယ် ဒီဘက်မှာဆိုရင်ကျွန်တော် deep sea က search icon လေးကိုကျွန်တော်ဖွင့်လိုက်တယ်။ပြီးရင်တော့အစွမ်းတော်မေးခွန်းဖြစ်တဲ့ American သမ္မတ Donald Trump နဲ့ Ukraine သမ္မတ Zelensky တို့ရဲ့တွေ့ဆုံဆွေးနွေးပွဲဘာတွေဖြစ်သွားလဲပြပြပေးပါဆိုပြီးတော့ကျွန်တော်ထပ်ပြီးတော့မေးကြည့်လိုက်ပါမယ်။ due to technical issue the search service is temporary and available ကျွန်တော်ဒီ search icon ကိုဖွင့်လိုက်ပေးမယ်လေဒီဟာကအလုံးမလုပ်ဘူးလို့သူတို့ပြောပါတယ်အခု2025မှာတွေ့ဆုံပွဲကိုတော့သူတို့ update မဖြစ်ဘူးပေါ့နော်ဒီဟာသူတို့ပေးတဲ့အဖြေတွေကရခင်တွေ့ဆုံခဲ့မှုတွေနဲ့ပတ်သက်ပြီးတော့အခြေခံပြီးတော့ပေးထားတာကိုကျွန်တော်တွေ့ရပါတယ်ဒီဘက်က grok ကတော့သူရဲ့ x platform မှာ post တွေရဲ့ပြီးရင် website တွေရဲ့ဟိုသူကနေပြီးတော့ update information တွေကို analyze လုပ်ပြီးထုတ်ပေးတာကိုကျွန်တော်တွေ့ရပါတယ်ဒါကတော့ကျွန်တော်ကဘာတည်င်းနဲ့ပတ်သက်ပြီးတော့မေ့ကြည့်ခဲ့တာပါဒါဆိုရင်ကျွန်တော်တို့နောက်ထပ်မေးခွန်းတစ်ခုထပ်ပြီးတော့မေ့ကြည့်ပါမယ် okay ဒီမှာဆိုရင်ကျွန်တော်တို့ဒီမြန်မာ ာရေးသားနဲ့ပတ်သက်ပြီးတော့နောက်ထပ်ကျွန်တော်ဒီ content တွေဘာတွေမှာရောဘယ်သူကပို့ပြီးတော့ကောင်းကောင်းပုံမရေးသားနိုင်လဲဆိုတော့ကျွန်တော်ဒီမှာဆန်းပြီးတော့အသုံးကြည့်ပါမယ်။ဒီမှာဆိုရင်ကျွန်တော်ကကြောက်စရာကောင်းတဲ့တရေဝတ္ထုတွေတဘုတ်ရေးပေးပါဆိုပြီးတော့ကျွန်တော်ဒီမေးခွန်းကိုကျွန်တော်ဆန်းပြီးတော့မေးကြည့်ပါ okay ဒီဘက်မှာဆိုရင်တော့ grow ကနေပြီးအဖြေထုတ်ပြီးနေပါတယ်အာမြန်မာဘာသာပြင်ကြောက်စရာကောင်းတဲ့တရေဝတ္ထုတွေတဘုတ်ကိုရေးပေးပါမယ်ဆိုပြီး ပထမဆုံးအမှောင်တဲကအတန်ဆိုပြီးစတယ်ပေါ့နော်။ Okay ဒီဘက်မှာဆိုရင်တော့ Deep Sea ကရေးပေးနေရသည်အောက်ပါဇလန်ဒီကြောက်စရာကောင်းတော့တရားဝတ္ထုတို့ဖြစ်သည်ဆိုပြီးတူစပြီးတော့အစချီထားရပေါ့နော် Okay ဒီဘက်မှာဆိုရင်လည်း Grok ကရေးပေးနေရအောင်ကျွန်တော်မြင်တွေ့ရမှာဖြစ်ပါတယ်။ Okay ဒီမှာဆိုရင် Grok ကရေးထားပေးတာက ညတကောင်ကျော်ချင်းရွာအစွန်ကအိမ်ဟောင်းလေးထဲမှာအီတန်တတယောက်အိတ်နေတယ်အိမ်ကအလွန်တိတ်ဆိတ်နေပြီးတခါတလေလေညင်းကြောင့်တကိုင်းချောက်တွေချစ်တန်ပေးတာကလွဲရင်ဘာတမ်းမှမကြရဘူးဒီညတော့တမျိုးပဲမအီတန်တာအိတ်ရပေါ်မှာမျက်လုံးလေးမှိတ်ထားရင်းနဲ့တနေရာကနေအတန်တစ်ခုကြားလိုက်တယ်အရင်လိုတကိုင်းတန်မဟုတ်ဘူးပိုနီးကက်တယ်အိမ်ထဲကနေလာတယ်လို့ပဲဆိုပြီးသူအဲ့လိုမျိုးလေးစပြီးချီထားတယ်ပေါ့နော်โอเคဒီကတော့ grow ကရေးပေးတဲ့ဝတ္ထုတို့တစ်ပုဒ်ပါဆိုတော့ဒီဘက်မှာဆိုရင် deep sea ကရေးပေးတဲ့ဝတ္ထုတို့တစ်ပုဒ်ကိုကြည့်ကြည့်အောင်ပါအခန်းတညနေခင်းရဲ့အရေးဆိုပြီးတော့ရွာလေးရဲ့အနောက်ဘက်ကတောအုပ်ကြီးဟာနေဝင်ချင်းရောက်တိုင်းပုံမ ုံမှောင်မိုက်လာတဲ့တဲ့ရွာသားတွေကဒီတော့အုပ်ကို အရေးတော်လို့ခေါ်ကြတယ်။ဘာလို့လဲဆိုတော့ဒီတော်ထဲဝင်သွားတဲ့သူတွေဟာပြန်မလာတတ်ကြလို့ပါပဲ။ဒါပေမဲ့ဒီညနေခင်းမှာတော့မောင်ရွှေဟာဒီတော်အုပ်ထဲကိုဝင်ဖို့ဆုံးဖြတ်လိုက်ပြီးသူညီမလေးမတ်မြင့်မြင့်ဟာဒီတော်အုပ်ထဲမှာပျောက်ဆုံးနေတာကြောင့်ပါဆိုပြီးတော့သူအစချေထားပါတယ်။ဒီနှစ်ခုကိုရှင်ကြည့်မယ်ဆိုရင်တော့ကျွန်တော်ဒီဘက်က Deep Sea ကရေးထားပေးတာဟာဒီခန်းနေပိုင်းပြီးတော့ရေးထားပေးတာကိုကျွန်တော်တို့တွေ့ရတယ်။ပြီးရင်ဒီဘက်က Grok ရေးထားပေးတာကတော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့အခန်းဆက်ရေလို့မဟုတ်ဘဲနဲ့စာပိုင်လေးတွေတော့ခွဲပြီးတော့ရေးထားပေးပါတယ်။အခုမေးလိုက်တဲ့တရားဝတ္ထုရုပ်ရေးခိုင်းတဲ့နေရာမှာတော့ Deep Sea ကရေးပေးတာကပို့ပြီးတော့တဘာဝကြကြနဲ့ content ပိုင်းမှာပို့ပြီးတော့ အဆင်ပြေလို့ကျွန်တော်တို့ပြောလို့ရပါတယ်။ Okay ဒါကတော့ကျွန်တော်ဒီဝတ္ထုတို့တစ်ပုဒ်ကိုရေးပေးပါဆိုတဲ့မေးခွန်းကို AI နှစ်ခုကနေပြီးတော့တုံ့ပြန်ရေးသားထားပြီးတဲ့ဝတ္ထုတို့လေးတွေကိုကျွန်တော်မြင်တွေ့ရမှာဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်အခုဒီမှာနောက်ဆုံးမေးခွန်းနေတဲ့ AI ကလူသားတွေနေရာကိုအစားထိုးနိုင်မှာလားဆိုတဲ့မေးခွန်းကိုကျွန်တော်ဆန်းပြီးတော့မေးကြည့်ကြည့်ပါမယ်။သူတို့ရဲ့အဖြေတွေဘယ်လိုတုံ့ပြန်မလဲဆိုတာကိုကျွန်တော်ကြည့်ကြည့်ရအောင်ပါ။ဒီလိုမျိုးဖြေနေရင်လည်း Grok ကလည်းတစ်ခါတလေမှကျွန်တော်ဒီ server ကျက်သွားပြီးတော့အဖြေတွေရက်တန့်သွားတာမျိုးတွေမြင်တွေ့ရတယ်ပေါ့နော်။အခုဒီမှာဆိုရင်သူတို့ AI နှစ်ခုလုံးဖြေပြီးနေရအောင်ကျွန်တော်မြင်တွေ့ရမှာဖြစ်ပါတယ်။ဆိုတော့ AI ကလူသားတွေနေရာကိုအစားထိုးနိုင်မှာလားဆိုတဲ့မေးခွန်းက အတော်လေးကိုစိတ်ဝင်စားစရာပါတယ်ကျွန်တော် Grok 3အနေနဲ့ XAN ကနေဖန်တီးထားတာဖြစ်ပြီးတော့ဒီမေးခွန်းကိုအမြင်မျိုးမျိုးနဲ့ဖြေချပေးနိုင်ပါတယ်ဒီမှာဆိုရင်တော့သူ slow mo မှားတာကိုကျွန်တော်တွေ့ရပါတယ် AI ဟာအလုပ်တာဝန် ချို့မှာလူသားတွေတပိုးပြီးထိရောက်မှုစသဖြင့်ဒီဘက်က deep sea ကတော့ AI ဒီလူသားများနေရာကိုအစားထိုးနိုင်မလားဆိုပြီးမေးခွန်းတစ်ခုဖြစ်ပြီးရင်းဒီလုပ်ငန်းဆောင်တာများနဲ့အခြေအနေများပေါ်တယ်မူတည်ပါသေးတယ် AI ဒီလူသားများတပိုးမှုမြန်ဆန်စွာနဲ့တိကျစွာတက်ချက်နိုင်ပြီးထက်တလဲလဲလဲလှုပ်ဆောင်ရသည့်အလုပ်များကိုအထူးကောင်းမွန်စွာလှုပ်ဆောင်နိုင်သည်သို့တော့ AI ဒီလူသားများကဲ့သို့ဖန်တီးနိုင်စွာစိတ်ခံစားမှုနဲ့ဆုံးဖြတ်ချက်ချနိုင်စွာတွေကိုကန့်သက်ချက်များရှိပါသည်ဆိုပြီးတော့သူကစချီပြီးရရေးသားထားပေးပါတယ်ဆိုတော့ဒီမှာဆိုရင်တော့ deep sea AI ကနေပြီးရချက်တစ်ချက်နှစ်ချက်သုံးချက်စသဖြင့် AI နဲ့လူသားတွေရဲ့ကွာခြားချက်တွေဆိုပြီးရနိုင်ရှင်ပြီးရပြပြပေးထားတော့ ေ့ရပါတယ်။ဖန်တီးနိုင်စွမ်းနေစိတ်ခံစားမှုတွေဆုံးဖြတ်ချက်ချနိုင်စွမ်းနေအဲ့နောက်မှာဆိုရင် AI ရဲ့အခန်းကဏ္ဍကိုနီကုံဆိုပြီးရေးသားထားပေးတယ်ပေါ့နော်။အဲ့လိုမျိုးချက်လက်တွေမေးတဲ့အခါမှာဆိုရင်တော့ DeepSeek ကပို့ပြီးတော့တုံ့ပြန်မှုပါတာတာလွန်နေရအောင်ကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ပုံမှန်ကျွန်တော်ပြောနေကြစကားမျိုးအေးသားရင်နဲ့ပတ်သက်တယ်ဆိုရင်တော့ Grok ကပို့ပြီးတော့ဒီ Natural Channel လို့ပြောလို့ရပါတယ်။ Okay ဒါကတော့ DeepSeek ကဖြည့်ပေးထားတာနဲ့ကျွန်တော်ဒီ Grok ကဖြည့်ပေးထားတာကိုကျွန်တော်မြင်တွေ့ရမှာဖြစ်ပါတယ်။ Grok ကပို့ပြီးတော့အေးသားတွေပို့ပြီးတော့ Natural Channel ရှိတယ်။ Up to date information တွေမှာတော့ Grok ကပို့ပြီးတော့တာလွန်ကောင်းမွန်နေတာကိုမြင်တွေ့ရပြီးတော့ content နဲ့ပတ်သက်တဲ့အေးသားမှုပိုင်းတွေမှာတော့ကျွန်တော်အခုဒီမှာတုံးကြည့်ခဲ့တဲ့လောက်က deep sea ကပို့ပြီးတော့အချက်ကြမ်းများနဲ့ခြားလေးဖြည်းဖြည်းထားကိုတွေ့ရပါတယ်တခါတလေမှာလည်းပဲ deep sea ကတချို့ဟာတွေထက်တလဲလဲပြန်ပြောင်းနေတဲ့ error တွေလည်းကျွန်တော်တို့တွေ့ရတယ်ပြီးရင်ဒီ grog မှာလည်းပဲတချို့စလုံးပေါင်းမှားတာလေးကျွန်တော်တို့တွေ့ရပါတယ်နှစ်ခုသလုံးကတော့မြန်မာစာကိုတော်တော်လေးကောင်းကောင်းမွန်မွန်ပြန်ပြီးတော့ရေးသားပေးနိုင်တယ် grog AI ကကျွန်တော်ဒီပုံမှန်စကားပြောဆန်ဆန်ရေးသားပေးနိုင်တယ်ဒီဘက်က deep sea ကတော့အစာပြေဆန်ဆန်ရေးသားနိုင်တယ်ပေါ့နော်ဒီနှစ်ခုသလုံးမှာသူ့ရဲ့အားသာချက်အားနည်းချက်တွေနှစ်ခုသလုံးမှာရှိပါတယ်မိတ်ဆွေတို့အနေနဲ့ကကိုယ့်အတွက်အသင့်တော်တယ်လို့ရွေးချယ်ပြီးတော့အသုံးပြုလို့ရပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်ဒီမြန်မာဘာသာစကားနဲ့ပတ်သက်ပြီးတော့တော်တော်လေးက ောင်းပေါ်နဲ့ Grok AI နဲ့ DeepSeek AI ကိုနှိုင်းယှဉ်ပြီးတော့အသုံးပြပေးခဲ့တာဖြစ်ပါတယ်။ Mistral အနေနဲ့ကလည်းကိုယ်စိတ်ကြွေးချယ်ပြီးတော့အသုံးပြလို့ရပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။နောက်ပြီးတော့မှပြန်လည်တွေ့ပါမယ်။